ကဲဒီတဲ့ကောင်းတာကုသိုလ်လုပ်ချင်သေးတယ်ဆိုရင်ဘာလို့อ่ะကြည်နူးတဲ့စိတ်နဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာဖရာတရားသံဃာယရဏသုံးပါးကိုအသက်ကိုအနှင်းပြီးဘဝကိုအနှင်းပြီးတော့တရဏဂုံဆောက်တည်လှူဒါန်းခြင်းကချောင်းဆောက်လှူတာတဲ့ပိုကောင်းမြတ်များ အတော့အမတမ်းမှမှတ်သားစရာကောင်းတယ်။မြတ်စွာဘုရားဟောတာကုသိုလ်ကောင်းမှုလုပ်ချင်တဲ့ပုဂ္ဂိုလ်တွေဟာနော်တပည့်တော်တို့အကြောင်းဆောက်ဖို့မတတ်နိုင်ဘူးဆိုရင်ကြောင်းဆောက်ထားတဲ့ပုံကောင်းတဲ့ကုသိုလ်ရှိသေးတယ်ဆိုတာသတိထားဖို့လိုတယ်။ကြောင်းဆောက်ပြီးကြောင်းဆောက်လူတဲ့အလူကပြိမဗဟိတငွေချေးတနာကိုကုံကြခံပြီးတော့လှူတာဖြစ်တယ်။ယရဏသုံးပါးကို ဘဝကို အနှင်းပြီးတော့ယရဏသုံးပါးကိုကိုယ်ကစီကတ်တာတော့ကိုယ်ဘဝကိုအနှံပြီးတော့လှူတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဘုရားတရဏဂိသမိဆိုတဲ့တရဏဂုံသုံးပါးကိုလေးလေးမြတ်မြတ်ကြီးကြီးညိုညိုစောက်တီပြီးတော့အလေးနဲ့ခံယူစောက်တီတရဏဂုံစောက်တီခြင်းဟာချောင်းစောက်လှူတဲ့ကုသိုလ်တွေမြတ်ပါတယ်လို့မြတ်စွာဘုရားက ဒါဖြင့်ဒါအကောင်းဆုံးလို့ပြောမလားဆိုတော့အဲ့ဒီတဲ့ကောင်းတာရှိသေးတယ်။တရဏဂုံသုံးပါးကိုစောင့်တည်ပြီးတဲ့အခါငါးပါးသီလလေးထပ်ပိုးလိုက်ပါ။သူများတဲ့တချင်းမှရှောင်ပါတယ်၊သူများဥစ္စာကုယူခြင်းမှရှောင်ပါတယ်။သူတော်ဘာသားမယားပြမခြင်းမှရှောင်ပါတယ်။လိမ့်လီလဲစားပြီးသူများအကျိုးပြပြအောင်ပြောဆိုခြင်းမှရှောင်ပါတယ်။မွေးရေးဇေဝမှရှောင်ပါတယ်ဆိုတဲ့ ဟောဒီသိခါဖို့ငါးမျိုးကိုမျက်မျက်နိုးနိုးအသက်တက်တံမိုးထားပြီးတော့ဆောက်တည်လိုက်ပါ။ဩတရဏဂုံဆောက်တည်တဲ့အပြင်ငါးပါးသီလကိုပါမျက်မျက်နိုးနိုးထပ်ပိုးပြီးတော့ဆောက်တည်လိုက်ပြီးဆိုလို့ရှိရင်သူဟာတရဏဂုံတည်တာတဲ့ပို့ပြီးတော့မမြတ်ပါလေလို့ကိုချင်းသီလပါလာသည့်အတွက်ကြောင့်ပို့ပြီးတော့တံမိုးကြီးမာလာတယ် တိုးမြင့်တိုးမြင့်ပြီးတော့လာကုသိုလ်အဲ့လိုသီလဆောက်တည်တဲ့ကုသိုလ်ဟာတန်ဖိုးရှိတယ်ဆိုဒါဖြင့်ဒီတဲ့တန်ဖိုးကြီးတဲ့ကုသိုလ်များရှိသေးလားလို့ဆိုရှိသေးတယ်မြတ်စွာဘုရားနာရဝိတ္တိကြီးကိုကုသိုလ်ကောင်းမှုမလောက်ပါမှာကုသိုလ်ကောင်းမှုလောရတာအာမရဘူးဆိုတဲ့နာရဝိတ္တိကြီးကိုမြတ်စွာဘုရား ကုသိုလ်တွေလှုပ်เสียရတဲ့အမတန်ပေါ်တဲ့အကြောင်းရှင်းပြဟုတ်ပြီသာဝတိလတရဏဂုံနဲ့တိလဆောက်တည်တဲ့ကုသိုလ်ကောင်းမှုတွေပိုတန်ဖိုးကြီးတာတော့တခြားမဟုတ်ဘူးလက်လေးနှစ်ချောင်းနဲ့နန္ဒာလေးကိုကောယူပြီးနှာခေါင်းဝါမှာတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေး စက္ကံပိုင်းလေးဆိုအောင်ဆိုပန်းလေးတစ်ပွင့်ခူးပြီးတော့ကိုနှကောင်းဝါမှာတိတ်ပြီးနန်းရှူလိုက်တဲ့အချိန်ပိုင်းလေးဘလောက်မှကြာတဲ့အချိန်မျိုးအဲ့တော့လေးပြည့်ဖြစ်ပါစေကန္တောဟနမတ္တံပိမေတ္တာစိတ်တံပါဝေတိအများသရဝါတွေချမ်းသာကြပါစေလို့ချွင်းချက်မထားဘဲနဲ့ကဘာပေါ်မှာရှိတဲ့ ကိုနဲ့မတဲတဲ့လူရောကိုနဲ့တဲတဲ့လူရောအားလုံးရန်သူမိတ်ဆွေမခွဲခြားပဲအားလုံးမေတ္တာထားနိုင်တဲ့စိတ်သဘောထားအကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေသဘောထားပွားများနိုင်ပြီဆိုလို့ရှိရင်တော့သူကပို့ပြီးတော့တမိုးကြီးมาပါတယ်လို့ဆိုပြတမိုးကြီးတော့ပြန်ဘာဝတိလာတဲ့ပို့တမိုးတက်တော့ပြန် မေတ္တာဘာဝနာပွားတယ်ဆိုတာတာမအပြည့်ကြည့်မယ်ဆိုရင်ဒီမေတ္တာပွားတာဟာဘာမှလည်းကိုယ်မှာအကုန်ကြရှိတာမဟုတ်ဘူးလေသရဝအားလုံးကိုအာယုံပြုပြီးတော့မေတ္တာပွားပုံနေသဗ္ဗိပတ္တရာနိပတ္တန္တုမကင်စီပပမင်္ဂမအားလုံးသရဝတွေအကောင်းနဲ့ပဲတွေ့အကောင်းကိုသာ တွေ့ကြပါစေဘယ်သူမှအဆိုးကိုမကြုံတွေ့ကြပါစေနဲ့ စိတ်ထဲမှာကောင်းတာတွေနဲ့ပဲတွေးကြပါစေအဆိုးနဲ့ဘယ်တော့မှမဆုံးကြပါစေဒီနေ့လောကကြီးထဲမှာအချင်းချင်းဒုက္ခပေးနေတာတွေကိုအာရုံပြုပြီးနိညာမိညာသဒုက္ခမိတ်ဆေယတယောက်တယောက်ဒုက္ခရောက်အောင်မလုပ်မလုပ်ကြပါစေနဲ့ဟောမေတ္တာပို့တယောက်တယောက်လိန်ညာပြီးတော့ဒုရီယာနိုင်ခြင်းနေတယ်ဆိုရင် နာပရောပရဏိကုတ်ပေထား တယောက်နဲ့တယောက်မလေးမညာမလှဲ့ကြမလှဲ့စားကြပါစေနဲ့ဟောဒီလိုမေတ္တာပို့အဲ့ဒီမေတ္တာပို့တဲ့စွမ်းအားကခုနကပြောခဲ့တဲ့အရာတွေလေတရဏဂုံတီလာတဲ့ပို့ပြီးတော့တန်မိုးမြင့်သွားဘာကြောင့်တန်မိုးမြင့်တော့ဆိုတီလာဆိုတာအစပရမပဲရှိသေးတယ်လေကိုကျင်တရားမေတ္တာပို့တာကတမာတိဖြစ်သွားတယ် တီလာကတမာတိတမာတိကတီလာလည်းပုံမြတ်တယ်ပေါ့အဲ့တော့သမထဘာဝနာပွားများအထောက်ချာတီလာခြင်းစဉ်နဲ့ပို့ပြီးတော့တမိုးရှိသွားတယ်လို့မြတ်စွာဘုရားအဲ့လိုဟောတီလာနဲ့ကတရဏဂုံနဲ့တီလာနဲ့ကလူပြေနတ်ပြေတန်မြာနဲ့ပြောမယ်ဆိုရင်လူပုံနတ်ပုံပဲရောက်နိုင်တယ်ဓမ္မဘုံမရောက်ဘူး မေတ္တာပွားလိုက်လို့ရှိရင်ဇံရပြီဆိုရင်ပြမဘုံထီအောင်ရောက်တယ်ပေါ့သူဆိုလို့ရပါတော့အဆင်ကြီးရလဲကွာသွားတယ်ဒါဖြင့်အဲ့ဒီမေတ္တာဘာဝနာပွားတဲ့သမထချင်းစင်နဲ့ပို့ပြီးတော့တမိုးရှိတာရှိသေးလားလို့ဆိုရှိတာပေါ့တဲ့အမြင့်ဆုံးကတော့ဘာလို့ဆိုလက်ဖြောက်တတိအချိန်လေးမှပင်မမြဲဘူးဆိုတဲ့အမှတ်တင်ညာလေးဆိုလိုတာကဝိပဿနာတရားကိုအထောက်လိုက်ပါလား အရာခသိန်းဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်။ဘယ်အရာမှမတည်မြဲဘူးဆိုတာလေးကိုကိုယ့်ရဲ့ယဉ်တဲ့နှလုံးထဲမှာဆွဲမြဲစွာမှတ်သားပြီးအတိညာဉ်နဲ့စဉ်ဉဏ်စဉ်းစားပါဝိပဿနာတရားအထောက်ပါလို့ဆို။အဲ့ဒီအနိစ္စကိုကောင်းကောင်းမြင်ပြီးတော့မမြဲတဲ့သဘာဝကိုစဉ်ဉဏ်စဉ်းစားနိုင်တဲ့ဝိပဿနာဉာဏ်ရပြီဆိုရင်တော့အဲ့ဒီကုသိုလ်ကတော့အကောင်းဆုံးပဲ။ ပြောဆိုပြာအဆင့်အမြင့်ဆုံးကုသိုလ်ဟာကောင်းဆုံး။ဘာကြောင့်ကောင်းတော့လို့ခွန်ကြီးတို့လိုက်တွေးလိုက်တဲ့အခါနိဗ္ဗာန်နဲ့အနည်းဆုံးရောက်သွားလို့ကောင်းတယ်လို့ပြော။အားလုံးကနိဗ္ဗာန်ကိုဥတည်သွားနေတာ။အနေဆပညာမှာပေါ်ရပဲနဲ့နိဗ္ဗာန်ကိုရောက်တဲ့နည်းမရှိဘူး။နိဆပညာပေါ်မှနိဗ္ဗာန်ကိုရောက်တယ်။ဝိပဿနာနဲ့မှမက်ဖို့ဆိုတာရတယ်။ဝိပဿနာလမ်းကြောင်းကမတက်ဖဲနဲ့ မဲ့ဖို့နေပါဆိုတာမရနိုင်ဘူး